မင်္ဂလာပါရှင်ရန်ကုန်ခေတ္တရဲ့မနက်ခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်။မြန်မာစစ်တပ်လောက်ကကိုးကံခေါင်းဆောင်ဟောင်းပေဆောက်ခြင်းအပါအဝင် ခုနှစ်ဦးကိုတေတံနဲ့ဆိုင်းငံတေတံတွေတရုတ်တရားရုံးကချမှတ်လိုက်ပါတယ်။ကိုဝိုင်းကျောင်းနဲ့ပုဂ္ဂလိကကျောင်းတွေမှာစီဒီယန်ကျောင်းဆရာဆရာမတွေကိုခန့်ထားခြင်းမပြုလုပ်ရန်အတွက်စစ်ကောင်စီလောက်ကပညာရေးဝန်ထမ်းတော်ကညွှန်ကြားလိုက်တဲ့သတင်းပါဝင်ရန်ကုန်ခေတ္တရဲ့မနက်ခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်။ အခုပထမဆုံးတက်ဆက်ပေးခြင်းတဲ့တဲ့ပုတ်ကတော့မြန်မာစစ်တပ်လက်အောက်ခံကိုးကံခေါင်းဆောင်ဟောင်းပယ်ဆောက်ချေအပါဝင် ခုနှစ်ဦးကိုတေတန်နဲ့ဆိုင်းငံ့တေတန်တွေတရုတ်တရားရုံးကမနစ်ကချက်မှတ်လိုက်တယ်လို့တရုတ်နိုင်ငံကနေလာတဲ့သတင်းတွေအရသိရပါဗျ။နိုဝင်ဘာလ၄ရက်နေ့ကကွမ်တုံပြည်နယ်ရှန်ကျဲမြို့တရားရုံးကပယ်မိသားစုတွေကျွလွန်ထားတဲ့ရာဇဝတ်ဂိုင်းရဲ့အမှုတွေအတွက် သေးတံပြစ်တံတွေကိုချမှတ်လိုက်တာလည်းဖြစ်ပါတယ်။မြမစစ်တပ်ကကြောထောင်နောက်ခံပေးခဲ့တဲ့ကိုကံကောင်းဆောင်ဟောင်းပယ်ဆောက်ချေပယ်ရင်စန်းရန်လိချံဟူလျှောက်ကျန်းနယ်ချင်းကွန်ရီစုစုပေါင်းတရခန်9ဦးကိုသေတံချမှတ်ခဲ့တာလည်းဖြစ်ပါတယ်။တခြားတရခန်2ဦးဖြစ်တဲ့လီဖူဆိုနဲ့လီဇစ်တဲတို့ကိုလည်းနှစ်နှစ်ဆိုင်းငံ့သေတံချမှတ်ခဲ့လို့လည်းသိရှိရပါတယ်။ဒါအပြင်ကော့ကြန့်ကျိန်နဲ့ဖန်ရှန်အပါဝင်တရခန်9ဦးကိုထောင်ဒဏ်တသက်ချမှတ်ခဲ့ပြီး လီလုံဟွာနဲ့လောဝွန်တင်အပါဝင်တရခန်ကိုအုပ်ကိုထောင်ဒဏ်20ကနေ3နှစ်အထိ ချမှတ်ခဲ့ပြီးငွေဒဏ်ပစ္စည်းသိမ်းယူခြင်းနဲ့ပြည်နေဒဏ်ပေးခြင်းဆတဲ့နောက်ဆက်တွဲပြစ်ဒဏ်တွေကိုချမှတ်ခဲ့လို့လည်းသိရှိရပါဗျ။အဲ့ဒီတရခန်တွေဟာဆက်သွယ်ရေးနဲ့ကွန်ရက်လင်းလဲမှုတွေကာစီနိုဖွင့်လှစ်တာတွေရွေချက်ရှိရှိနဲ့တက်ဖြတ်တာတွေရွေချက်ရှိရှိနဲ့ဒဏ်ရစေတာတွေနဲ့တရားဆွဲဆိုခဲ့တာလည်းဖြစ်ပါတယ်။ဒါအပြင်ပြန်မေးဆွဲတာ ငွေညစ်တာအတ္တမပြည့်တစားလုပ်ငန်းနဲ့တခြားသူတွေကိုတရားဝင် နေဆက်ဖြတ်ကျော်ဖို့စီရင်တာတွေအပြင်လောင်ကစားလိန်လယ်မှုနဲ့ယွမ်26ဘီလီယံကျော်လိန်လယ်သွားမှုတရုတ်နိုင်ငံသား6ဦးတေဆုံးကတရုတ်နိုင်ငံသားတအိုးမိမိကိုယ်ကိုတတ်တည်ခဲ့ပြီးတရုတ်နိုင်ငံသားများစွာဒဏ်ရာရှိမှုငွေရေးဆေးဝါးမက်တာဖက်တမင်း၁၁ဒဏ်ကိုရောင်းချဖို့ထုတ်လုပ်ဖို့အတွက်ပူပေါင်းကြံစီခတ်မှုတွေနဲ့ပြည်တံချမှတ်ခဲ့လို့လည်းသိရှိရပါဗျ မြန်မာစစ်တပ်ကတရုတ်နိုင်ငံကဖမ်းရန်ထွက်ထားတဲ့ပယ်ဆောက်ချိန်အပါအဝင်၁၀ဦးကို2024ခုနှစ်ဇန်နဝါရီလ30ရက်နေ့ကတရုတ်နိုင်ငံကိုလွှဲပြောင်းပေးရခဲ့တာဖြစ်ပြီး2025ခုနှစ်ဇူလိုင်17ရက်နေ့မှာတရားစွဲဆိုမှုတွေစတင်လုပ်ဆောင်ခဲ့က2025ခုနှစ်နိုဝင်ဘာလ၄ရက်နေ့မှာအပြည့်အစုံအမိန့်ကို ချမှတ်လိုက်တာလည်းဖြစ်ပါရဲ့ရှင်ဒီတစ်ခါမှာတော့ ကိုပိုင်ចောင်းတဲ့ပုဂ္ဂလိကចောင်းတွေမှာစီရီယန်ចောင်းဆရာဆံမတွေကိုခန့်အပ်ထားတာတွေမပြုတ်လို့ဖို့အတွက်အကျန်းဖက်စစ်ကောင်စီလက်အောက်ခံပညာရေးဝန်ထဏကညွှန်ကြားချက်ထုတ်ပြန်ထားတယ်လို့ပညာရေးဝန်ထဏသတင်းရင်းမြစ်ကရန်ကုန်ခေတ်သစ်မီဒီယာကိုပြောပါတယ်။သတင်းပါလာ24ရက်နေ့နဲ့25ရက်လို့မှာကျင်းပပြုလုပ်ခဲ့တယ်။ကိုယ်ပိုင်သို့မဟုတ်ပုဂ္ဂလိကအကြောင်းကြီးကြပ်ရေးအဖွဲ့ရဲ့လုပ်ငန်းညှိနှိုင်းအစီအွေမှာ အဲ့ဒီလိုစုံဖြတ်ချက်ကိုထည့်သွင်းခဲ့တာလည်းဖြစ်ပါတယ်။ဒါအပြင်အဲ့ဒီအစည်းအဝေးစုံဖြတ်ချက်မှာ ကိုပိုင်သို့မဟုတ်ပုဂ္ဂလိကအကြောင်းတွေမှာတစ္ဆာဖောက်ဝန်ထမ်းတွေကိုခန့်ထားခြင်းမပြုလုပ်ဖို့အကျန်းဖက်စစ်ကောင်စီလောက်ခံပညာရေးဝန်ထမ်းတွေကညွှန်ကြားခဲ့တာဖြစ်တယ်လို့လည်းသိရှိရပါတယ်။ဒါအပြင်ပုဂ္ဂလိကပညာရေးဥပဒေနဲ့ကိုပိုင်သို့မဟုတ်ပုဂ္ဂလိကအကြောင်းကြီးကြပ်ရေးအဖွဲ့ရဲ့အမိန့်ကြော်ညာစာတွေကိုလည်း တိကျစွာလိုက်နာကြဖို့လဲအစီဝေဆုံးဖြတ်ချက်မှာထည့်သွင်းထားရလို့လည်းသိရှိရပါတယ်။အကြက်ဘက်စစ်ကောင်စီဟာ2024ခုနှစ်ဇူလိုင်လ12ရက်နေ့မှာအကြောင်းမျိုးမျိုးကြောင့်ခွင့်ပြုချက်မရရှိပဲလုပ်ငန်းခွင်ကိုစွန့်ခွာသွားတဲ့ဌာနဆိုင်ရာအသေးသေးကဝန်ထမ်းတွေကိုအမိပြက်စင်း blacklist စရင်ကနေပယ်ဖြတ်ပေးမယ်လို့ကြေညာခဲ့ပေမဲ့လည်း DCS သစ္စာပဝန်ထမ်းတွေလိုလက်ရှိအချိန်ထိတုံ့နှုံးက ဖန်ဆင်းမှုတွေကိုလုံဆောင်နေစေဖြစ်တယ်လို့လည်းသိရှိရပါတယ်ရှင်ဒီတစ်ခါမှာတော့ American Browns အခြေဆိုင်မြန်မာအတိုင်းဝန်းအဖွဲ့အစည်းတွေနဲ့မဟာမိတ်အဖွဲ့အစည်းပေါင်း100ကျော်ကမြန်မာစစ်အာဏာသိမ်းအဖွဲ့ရဲ့ American Lobby ငားရမ်းဝါဒဖြန့်ဖို့ဂျိုဝန်တာကို American Congress ကစန့်ကျင်ပေးဖို့အတွက်တရားဝင်စာရေးသားပေးဖို့တောင်းဆိုလိုက်ကြပါတယ် မြန်မာစစ်တပ်ကအမေရိကန်လော်ဘီတွေကိုငှားရမ်းဝါဒဖြန့်ဖို့ကြိုးပမ်းလာမှုကိုအဓိကထားကန့်ကွက်ကြတာလည်းဖြစ်ပါတယ်။အဲလာကြအမေရိကန်ဒေါ်လာ3တန်းကျော်အသုံးပြုက လော်ဘီငှားရမ်းမှုကိုစန့်ကျင်ဖို့အမေရိကန်ကွန်ဂရက်ကိုတောင်းဆိုတယ်။အိတ်ဖွင့်ပေးစာပေးပို့ခဲ့တယ်လို့လည်းအမေရိကန်အခြေစိုက်မြန်မာအဖွဲ့အစည်းတွေကရန်ကုန်ခေတ်သစ်တရဏာကိုပြပြပါရတယ်။အဲ့ဒီအိတ်ဖွင့်ပေးစာကို အော်တိုဝါလာ28ရက်နေ့ရက်စွဲနဲ့အမေရိကန်အထက်အလွှတ်တော်နိုင်ငံသားဆက်ဆံရေးကော်မတီနဲ့ အောက်လွှတ်တော်နိုင်ငံသားရေးရာကော်မတီတို့ကိုလိမ့်မှုပေးပို့ခဲ့လို့လည်းသိရှိရပါတယ်။ American Congress ကိုပေးပို့တဲ့အိတ်ဖွင့်ပေးစာထဲမှာအကြမ်းဖက်ဆေးအုပ်စုကလူမျိုးတုံးတပ်ဖြတ်မှုကျူးလွန်ထားမှုနဲ့တရားဝင်ပုံရိပ်ကိုအဖက်ဆယ်နိုင်ဖို့အတွက်လိမ့်လေလှည့်ဖြားတဲ့ရွေးကောက်ပွဲကိုအမေရိကန်အကျိုးစီးပွားအတွက်လို့မှာယွန်းစွာအကြောင်းပြဖို့အမေရိကန်အခြေဆိုင် lobby company တွေကိုအမေရိကန်ဒေါ်လာ3သန်းခန့်အသုံးပြုကငှားရမ်းခဲ့တာလည်းဖြစ်ပါတယ်။ အဲ့ဒီလှုပ်ဆောင်ချက်အပေါ်ကိုမြန်မာအတိုင်းဝန်းနဲ့မဟာမိတ်တွေက များစွာစိုးရိမ်ပူပန်နေရလို့လဲဆိုထားပါဗျ။အဲ့ဒါအပြင်အကြမ်းဖက်စစ်အုပ်စုဟာရွေးကောက်ပွဲကိုရင်းနှီးမြှုပ်နှံမှုနဲ့ကုသံရောင်းဝယ်ရေးအတွက်တည်ငြိမ်တဲ့ပဝန်းကျင်ကို ပြန်လည်ဖန်တီးပေးနိုင်မယ်ဆိုတဲ့မှားရွံ့တဲ့ဇလန်းကိုဖျက်ဝေနေရလို့လဲဆိုထားပါဗျ။လက်တွေမှာတော့စစ်တပ်ကသာနိုင်ငံတွင်းတည်ငြိမ်မှုမရှိတာနဲ့ စီးပွားရေးပြည်ရွှန်းတာတွေကိုဖြစ်စေတဲ့အကြီးအမားဆုံးတစ်ခုတည်းသောအရင်းမြစ်ဖြစ်တယ်လို့လည်းထောက်ပြထားပါတယ်။အကြမ်းဖက်အာဏာသိမ်းအဖွဲ့ဟာပြည်သူတွေရဲ့ခုခံတော်လှန်မှုကြောင့်နိုင်ငံရဲ့နေမြေ15ရာခိုင်နှုန်းကျော်ကိုသာထိန်းချုပ်ထားနိုင်တဲ့အတွက်ရွေးကောက်ပွဲမှာလည်းကြီးမားတဲ့ကြာရှုံးမှုတစ်ခုထပ်မံဖြစ်ပေါ်လာမှာဖြစ်တဲ့အပြင်ရွေးကောက်ပွဲကိုအသုံးချကာစစ်အုပ်ချုပ်ရေးအခိုင်အမာတည်ဆောက်ဖို့သာရည်ရထားကာ နိုင်ငံအဝန်အကြမ်းဖက်မှုတွေဒါပုံမူဖြစ်ပွားစေမယ်လို့လည်းအိတ်ဖွင့်ပေးစာထဲမှာဖော်ပြထားပါတယ်။ဒါအပြင်အကြမ်းဖက်စစ်တပ်ငှားရမ်းထားတဲ့ lobby သမားတွေကမြန်မာနိုင်ငံရဲ့ရှားပါးမြေတန်ဇာတတွေရရှိဖို့အတွက်ဂရုပြုနေတာဟာလည်းအနှစ်သာရမရှိသလိုအဲ့ဒီတန်ဇာတတွေဟာလည်းခုခံတော်လှန်တပ်ဖွဲ့တွေထိန်းချုပ်ထားတဲ့နယ်စပ်ဒေသတွေမှာရှိနေတာဖြစ်ပြီး စေအိုစုကတတ်တို့တွင်းနေတဲ့တယူပို့ဆောင်ရေးလမ်းကြောင်းတွေကိုမထိန်းချုပ်နိုင်ဘူးလို့လည်းပြောဆိုထားပါတယ်ရှင်။စကိုင်းအတန်းတပုတ်ကိုတင်ဆက်ပေးကြပါမယ်။စကိုင်းတိုင်းချောင်းမြို့ဝင်စစ်တပ်ဂိတ်ကိုဝင်ရောက်တိုက်ခိုက်မှုမှာစစ်တပ်ဘက်က၄ဦးဟာသေသွားခဲ့တယ်လို့မုံရွာခရိုင်အမှတ်စနစ်တရင်တက်ခွဲ၃လက်စည်းတက်ခွဲကတောင်ဝန်ရှိသူတို့ကရန်ကုန်ခေတ်မီဒီယာကိုပြောပါရတယ်။ နွေမာလာ၂ရက်နေ့6နိုင်ခံမှာမုံရွာမန္တလေးပခုတ်ကူလမ်းစုံက6ဥမျိုးအဝင်ဂိတ်ကို တော်လန်တပ်ဖွဲ့တွေကဝင်ရောက်တိုက်ခိုက်ခဲ့တာလည်းဖြစ်ပါတယ်။အဲတခိုင်မူဟာ7မိနစ်ခန့်ကြာမြင့်ခဲ့ပြီးအကျန်းဖက်စစ်တပ်က၄ဦးဟာတိတ်သွားတာဖြစ်ပြီးငါးဦးခန့်ထိခိုက်ဒဏ်ရာရှိခဲ့ကတိုက်ခိုက်မှုအတွဲမှာတော်လန်ရဲဘော်တို့လည်းမြင့်မြတ်စွာကြာဆုံးခဲ့ရပြီး နှစ်ဦးမှာဒဏ်ရာရရှိခဲ့လို့လည်းသိရှိရပါတယ်။အဲဒီတိုက်ပွဲတွေမှာထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ရဲဘော်နှစ်ဦးကိုအချိန်မီဆေးကုသနိုင်ရေးနဲ့ပြန်လည်ဆုတ်ခွန်နိုင်ရေးအတွက်အကြမ်းဖက်စစ်တပ်စခန်းကို အောင်မြင်စွာအပြစ်သက်သိမ်းပိုက်နိုင်ခြင်းမရှိပဲရဲဘော်တွေဘေးကင်းစွာ ပြန်လည်ဆုတ်ခွာနိုင်ခဲ့လို့လည်းသိရှိရပါတယ်။ ီတိုက်ခိုက်မှုကိုလက်စည်းတက်ခွဲမုံရွာခရိုင်အမှတ်စနစ်တရင်တက်ခွဲတော့ CDSON ဘိုးဆက်ကြာစစ်ကြောင်းနဲ့ချောင်းမြို့နယ်ဘိုးရဲရင်စစ်ကြောင်းတို့ကပူးပေါင်းလှုပ်ဆောင်ခဲ့တာလည်းဖြစ်ပါတယ်ရှင်ဆက်လက်ပြီးတော့စကိုင်းတိုင်းဝက်လက်မြို့နယ်မောက်ကလေးရွာကိုအကြမ်းဖက်စစ်တပ်ကထပ်မံဝင်ရောက်ဆင်းနှင်းပြီးပြည်သူတွေကိုဖမ်းဆီးထားတယ်လို့ wallet information နဲ့ network ကတာဝန်ရှိသူတို့ကရခုံခေတ္တမီဒီယာကိုပြောပြပါရတယ် နိုဝင်ဘာလ၄ရက်နေ့မနေ့အစောပိုင်းမှာဝက်လက်မြို့နယ်ရွာသားကြီးရွာကနေထွက်ခွာလာတဲ့အကြမ်းဖက်စစ်တပ်စစ်ကြောင်းဟာမောက်ကလေးရွာကိုတနက်တွေပစ်ဖောက်ကာထပ်မံဝင်ရောက်ဆင်းနှင်းခဲ့တာလည်းဖြစ်ပါတယ်။အဲလိုအကြမ်းဖက်စစ်တပ်စစ်ကြောင်းဝင်ရောက်လာစဉ်အချိန်တွင်းမှာလေကွင်းအတွင်းမှာရေသွင်းနေတဲ့ပြည်သူတွေဟာဖမ်းဆီးခံရတာဖြစ်ပြီးအရေအတွက်ကိုတော့အတီးပြုတ်နိုင်ခြင်းမရှိသေးဘူးလို့လည်းသိရှိရပါတယ်။ ဒါအပြင်စကိုင်းမြို့နယ်စားတောင်ရွာကနေထွက်ခွာလာတဲ့အကျန်းဖက်စစ်သားကလည်းမောင်ကလေးရွာတွေကစစ်သားတွေနဲ့လာရောက်ပူးပေါင်းထားရလို့သိရှိရပါတယ်။နှွေရင်ပါလာသုံးရံနေကလည်းရွာသားကြီးရွာကနေထွက်လာတဲ့အဲ့ဒီအကျန်းဖက်စစ်သားတွေဟာမောင်ကလေးရွာကိုဝင်ရောက်စီးနှင်းပြီးပြည်သူ40ခန့်ကိုလူသားတိုင်းဖြစ်ဖမ်းဆီးသွားတယ်လို့လည်းသိရှိရပါတယ်။အလားတူပဲခိုးတိုင်းမူးမြို့နယ်အတွင်းကျေးရွာတွေကိုလည်းအကျန်းဖက်စစ်တပ်ကလက်နက်ကြီးတွေနဲ့ပစ်ခတ်ခဲ့တာကြောင့် ပြည်သူတို့အားထိခိုက်ဒဏ်ရာရှိခဲ့ကနေအိမ်တလုံးနဲ့ပျက်စီးသွားခဲ့ရလို့ခရိုင်ညူဘဟုကသတင်းထုတ်ပြန်ထားပါတယ်။အော်တိုဘာလ31ရက်နေ့ည9:30မိနစ်30ခန့်ကလည်းအကြမ်းဖက်စစ်တပ်ရဲ့ခမရ960တရင်က အောင်ချမ်းသာကျွော်အတွင်းကို87မမလက်နက်ကြီးနှလုံးနဲ့ပစ်ခတ်ခဲ့တာကြောင့်ကျွေးရမှာနေထိုင်တဲ့ပြည်သူအသက်58နှစ်အရွယ်ရှိတဲ့ဥပါဝင်းဟာထိခိုက်ဒဏ်ရာရှိခဲ့ပြီး သူ့ရဲ့နေအိမ်နဲ့ထိမှန်ပျက်စီးသွားခဲ့ရလို့လည်းသိရှိရပါတယ်ရှင်။ဒီတစ်ခါမှာတော့ထိုင်းနိုင်ငံအယုဒ္ဓယာမှာရှိတဲ့ကားအပိုပစ္စည်းစက်ရုံတစ်ခုမှာအလုတ်လုတ်ကရင်အကြောင်းမဲ့အလုတ်ထုတ်ခံရတဲ့တရားဝင်မြန်မာအလုတ်သမား၁၈ဦးကအလုတ်ကနေထုတ်ပယ်ခံခဲ့ရမှုတွေနဲ့နာကျေရရှိဖို့အတွက်အလုတ်ရှင်ကိုတရားစွဲဆိုသွားမယ်လို့ MHAC မဟာမိတ်အဖွဲ့ထိုင်းရောက်မြန်မာလုတ်သားကုညီဆောင်ရွက်ရေးကော်မတီက အမှုနှင့်ပြန်ကြားရေးတာဝန်ခံဖြစ်တဲ့ဇင်ကရန်ကုန်ခေတ်မီဒီယာကိုပြောပြပါရယ်မြန်မာလုံသားဆက်ရှိဦးဟာအခုနှစ်မေလ20ရက်နေ့မှာထုတ်ပယ်ခံလိုက်ရတဲ့အတွက်မေလ26ရက်နေ့မှာကတည်းကနေမြေကန်ထန်းအလုတ်သမားကာကွယ်စောင့်ရှောက်ရေးရုံးမှာတိုင်ကြားမှုတွေစတင်ခဲ့တာဖြစ်ပြီးအလုတ်ရှင်ကနစ်နာကြေးမပေးလိုတဲ့အတွက်ကြောင့်အချိန်ဆွဲနေတာဖြစ်တယ်လို့လည်းသိရှိရပါဗျ လူသမားတွေရတဲ့နဲ့နစ်နာကြေးတွေအပြည့်အဝရရှိတဲ့အတိလှုပ်ဆောင်သွားမှာဖြစ်ပြီးအလို့ရှင်အနေနဲ့ပေးချေကြီးမရှိရင်ဥပဒေအတိုင်းအရေးယူခံရတဲ့အထိဆက်လက်လှုပ်ဆောင်သွားမယ်လို့လည်းသိရှိရပါတယ်။ထိုင်းနိုင်ငံမှာတရားဝင်မြန်မာလူသမားတွေအတွက်လူသမားအခွင့်အရေးချိုးဖောက်မှုနဲ့လုပ်ငန်းခွင်ဖိနှိပ်မှုတွေကြုံတွေ့ခဲ့ရရင် MHAC နဲ့ NUG လူသမားရေးအဖွဲ့အထံကိုတိုင်ကြားနိုင်တယ်လို့လည်းသိရပါတယ်ရှင်။ အခုနောက်ဆုံးတက်ဆက်ပေးခြင်းတဲ့တဲ့တဲ့ပုတ်ကတော့ထိုင်းမြန်မာနယ်စပ်မြရီမြို့နယ်ရွှေကောက်ကိုမြို့နယ်စပ်တလျှောက်လုံးမှာကြားဖြတ်လုပ်ငန်းတွေမှာထိုင်းမိုဘိုင်းဖုန်းကိုရက်နဲ့ဆက်သွယ်ရေးကိုရက်တွေကို အသုံးပြုနိုင်ခြင်းရှိမရှိကို drone တွေလွှတ်တင်ကတိုင်းတာစစ်ဆေးမှုတွေလှုပ်ဆောင်တယ်လို့ထိုင်း The Reporter မှာသတင်းဖော်ပြထားပါတယ်။ထိုင်းနိုင်ငံဆက်သွယ်ရေးဆိုင်ရာကော်မရှင် NBTC အပါအဝင်ထိုင်းအာဏာပိုင်တွေကထိုင်းဘက်အချမ်းကဆက်သွယ်ရေးတာဝါတိုင်တွေက ရွှေကုတ်ကိုဘက်အထိလိုင်းဆွဲအားဘလောက်ရောက်ရှိနိုင်တယ်ဆိုတာကို drone နဲ့ပြန်တန်းကတိုင်းတာခဲ့တာလည်းဖြစ်ပါတယ်။ထိုင်းနိုင်ငံကဝန်ကြီးဌာနဘောင်းစုံပါဝင်တဲ့စုပေါင်းအဖွဲ့ကရွှေကုတ်ကိုရဲ့တစ်ဖက်ကထိုင်းဘက်အချမ်းက mobile phone တာဝါတာတွေနဲ့လိုင်းဆွဲအားအချက်ပြမှုတွေကိုစစ်ဆေးခဲ့တာဖြစ်ပြီးနေဆက်တလျှောက်မှာ mobile ဝန်ဆောင်မှုအရေးသွေးနဲ့ roaming အခြေအနေတွေကြားဖြတ်နဲ့ဆက်ဆက်တဲ့ cyber ရာဇဝတ်မှုတွေမှာ ထိုင်းဆက်သွယ်ရေးကွန်ရက်တွေကိုအသုံးပြုနိုင်ခြေတွေကိုစစ်ဆေးခဲ့ကြတာလည်းဖြစ်ပါတယ်။ထိုင်းဆက်သွယ်ရေးကော်မရှင် NBTC က NAM များတဲ့နေဆက်ဒေတာတွေမှာဆက်သွယ်ရေးဝန်ဆောင်မှုတွေကိုရပ်ဆိုင်ဖို့အစီအမံတွေကိုအကောင့်ထဲပေါ်ရန်ဆုံးဖြတ်ခဲ့လို့လည်းသိရှိရပါတယ်။ NBTC က2025ခုနှစ်ဩဂတ်စ30ရက်နေ့ထိတက်တန်းရှိနေသေးတဲ့ဆက်သွယ်ရေးလိုင်စင်ရသူတွေအတွက်ဤပညာဆိုင်ရာရာဇဝတ်မှုတွေကိုကာကွယ်ဖို့အတွက် အစီအမံတွင်နဲ့ပတ်သက်ပြီးလဲကြညာချက်တစ်ဆောင်ကိုထုတ်ပြန်ခဲ့လို့လည်းသိရှိရပါတယ်ရှင်။ဟုတ်ကဲ့ပါရှင်။ဒါကတော့ရကုန်ခေတ်တည်းရဲ့မနက်ခေတ်သတင်းတွေကိုတက်ဆက်ပေးရပါ။ကြည့်ရှုပေးတဲ့ကျေးဇူးတင်ပါတယ်ရှင်။ကျေးဇူးများပါ။